အားလုံးမင်္ဂလာပါခင်ဗျာဧပြီလ29ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်။တော့ဒီရက်ပိုင်းနေ့မှာကျွန်တော်တောက်လျှောက်တိုက်တွန်းနေမယ့်အရာကတော့ကလေးတွေစာမွေးပြန်ဖြေဖို့ကိစ္စပေါ့နော်။တက္ကသိုလ်ကလည်းစာမွေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကတော့ဒါပြန်ဖြေတာကိုငကိုရက်ပို့ပြီးတော့အားပေးတဲ့သူဖြစ်တဲ့အတွက်ကလေးတွေကိုမဖြစ်မနေပြန်ဖြေဖို့အတွက်ပဲတိုက်တွန်းမှာဖြစ်ပါတယ်။ကျွန်တော်တို့အရင်နေ့ကဒါကျွန်တော်စီနီယာသတင်းသမားတွေနဲ့တွေ့တယ်။တွေ့တဲ့ခါကျတော့ကျွန်တော် ြောကြတော့ပြောကြတော့ကလေးတွေကဖြည့်တင်လားမဖြည့်တင်ဘူးလားအဲသူတို့လည်းပြောကြတာအဲသူတို့ကိုယ်တိုင်လည်းဖြည့်တင်တယ်လို့ပဲခံယူတယ်ကျွန်တော်လည်းဖြည့်တင်တယ်လို့ပဲခံယူတယ်ဘာကြောင့်လဲဆိုတော့နောက်တစ်ချိန်မှာဒီကလေးတွေကမင်းဘယ်တိုင်းကလဲဘယ်နှစ်ခုနှစ်အောင်လာလဲဆိုတော့ကလေးတွေကဒီတိုင်းကဒီခုနှစ်အောင်လာပါဆိုလို့ရှင်အအောင်ပေးခဲ့တဲ့ကလေးတွေအကုန်လုံးကမင်းငလေးအောင်အောင်လာပါကွာရေချင်းမရှိပါဘူးဆိုတော့အမဲဆက်ကြီးကလေးတွေမှာထင်ကြံခဲ့မယ် ။နော်အဲ့အတွက်ကလေးတွေဟိုမဖြစ်မနေစံပွဲပြန်ပြီးပေးဖြစ်ဖို့လိုတယ်။နော်နောက်တစ်ချက်ကကြတော့ဒီခါတိုင်းတိုက်တွန်းလို့ပဲအခုတော့ဒါတရင်တပုတ်ရတယ်ပေါ့။အဲ့ဒါတော့တက္ကသိုလ်ဝန်ထမ်းစံပွဲပြန်ဖြေဆိုမဲ့ကျောင်းသားတွေကိုထောက်ပံ့ပေးမယ်ဆိုပြီးတော့တရင်တပုတ်တက်လာတာတွေ့တယ်။ဒီကျောင်းသုံးစာအုပ်ဒီစာရေးကိရိယာတွေကိုထောက်ပံ့မယ်ပေါ့နော်။အဲ့တော့ဒီလောက်နဲ့ပဲဆိုရင်လည်းကျွန်တော်ဟိုဘာပဲပြောအများနဲ့လုံးရတဲ့အစိုးရအနေနဲ့ကတော့ဟိုတိကျခွဲထွက်ပြီးလုံးလို့မရအောင်ဆိုတော့နားလဲပါတယ် ဒါမဲ့လည်းတအားခက်ခဲတယ်။တော့တအားမှပြန်ဖြေဖို့အဆင်မပြေဘူးဆိုတဲ့ចောင်းသားတွေကိုလည်းဇင်းရင်ကောက်ယူစေခြင်းနဲ့အဲ့ဒါကိုတနည်းနည်းနဲ့လောက်ဆောင်ပေးသေးချင်ပါတယ်။တချို့ကဒီဆောင်ဝက်ဖြေပြီးလို့ရှိရင် လုပ်ငန်းဝင်ဝင်သွားတဲ့ကလေးတွေဆောင်ဝက်ဖြေပြီးတော့နော်ဟိုဒေသပြန်သွားတဲ့ကလေးတွေဒေသမှာမအေးချမ်းလို့အဝေးမှာလာဖြေတဲ့ကလေးဒီလိုကလေးတွေအတွက်လည်းထည့်သွင်းပြီးစဉ်းစားပေးသေးချင်ပါတယ်။ကျွန်တော်ကဒါလေးတွေလည်းမြင့်တာရခင်ချင်ပါတယ်။အဲ့တော့6000ချော်ပေါ့63ထဲ6ဟို6000တော့ထင်ပါတယ်။ ဆိုတော့အဲ့6300လောက်လောက်ကိုအပြစ်ပြန်ဖြည့်ရမှာဆိုရင်ဟိုပူကောင်းပါတယ်เนาะကျွန်တော်တို့အဲ့လိုပဲပြန်ဖြည့်သိချင်ပါတယ်ကလေးတွေအကုန်လုံးကိုလည်းဒါပြန်ဖြည့်ဖို့အတွက်ကျွန်တော်တိုက်တွန်းပါတယ်နောက်တစ်ခါကျတော့ကျွန်တော်တို့ဒီဆောက်လုပ်ရေးပစ္စည်းနဲ့ပတ်သက်ပြီးတော့เนาะဒီငလင်တန်တင့်သွားတဲ့အချိန်မှာကျွန်တော်နိုင်ငံမှာဘယ်လိုအကြောင်းနဲ့ပဲကြီးကြီး7.7 7.8လောက်လောက်လှုပ်တဲ့ဒီပြင်းအားလောက်လှုပ်တဲ့ငလင်ကြောက်ဘယ်လိုနည်းနဲ့မှကောင်းနိုင်စရာမရှိတာတော့မှကျွန်တော်တို့ရဲ့အပြက်စီက နော်တူရကီတက်စားလို့ရှိရင်တိတ်ပြီးဆိုးရတယ်လို့မမြင်ရဘူးပေါ့နော်တူရကီမှာဆိုလို့ရှိရင်မိုးမျောတိုက်ကြီးတွေနော်အလုံးလိုက်ကြီးတွေစောင်းသွားတာတွေပြတ်သွားတာတွေသူတို့ရဲ့ဆုံးရှုံးမှုကဟိုကျွန်တော်နိုင်ငံရဲ့တန်ဖိုးနဲ့ဆိုပုံများတယ်အသက်မတည်တာတခုပဲရှိတယ်အသက်မတည်တာဘာကြောင့်မတည်လဲဆိုတူရကီလိုနိုင်ငံမျိုးမှာကဟိုဥပမာဒီငလင်နဲ့ပတ်သက်ပြီးတော့သူတို့မှာ အသိပညာရရှိတယ်ဘောနော်သူတို့ကခဏခဏငလင်နဲ့ပတ်သက်ပြီးအတွေ့အကြုံတွေရှိတယ်အဲ့တော့သူတို့တိတ်မသိဘူးနောက်ပြီးတော့သူတို့ကပြင်းအားကလည်းမြန်မာနိုင်ငံနဲ့ဆိုင်နေတယ်ပေါ့အဲ့တော့အချိန်အဖြစ်ရတယ်ပေါ့အဲ့တော့အသက်တည်ပြောက်တာမရှိဘူးကျွန်တော်နိုင်ငံကြအပြင်းအားလည်းများတယ်ငလင်နဲ့ပတ်သက်ပြီးတွေ့အကြုံလည်းမရှိဘူးဆက်တိုက်လာမယ်ဆိုတာလည်းကျွန်တော်တို့ဒီငလင်နဲ့ပတ်သက်ပြီးနောက်ဆက်တွဲပေါ့နော်အဲအဲ့ဒါတွေကျွန်တော်နားမလည်တာဖြစ်တဲ့အတွက်ကျွန်တော်နိုင်ငံအနေနဲ့ခန်းစားလိုက်ရတယ်ပေါ့နော်အဲ့တော့ဘာဖြစ်လဲဆိုတော့အခုဒီဆက်လို့ရေလုပ်ငန်းခွင်เนี่ยပြန်လောက်ရတော့မယ် ိမ်ကြီးပြန်ဆောက်ရတော့မယ်เนาะဆောက်ဦးတွေပြန်ဆောက်ရတော့မယ်အဲ့ဒီအတွက်ဆောက်လို့ရလုပ်ငန်းသုံးပစ္စည်းတွေအများအပြားလိုအပ်လာတယ်ပြီပေါ့เนาะလိုအပ်လာတဲ့ခါကျတော့ဈေးတွေတင်ရောက်ကြတာရှိတယ်အစိုးရဘက်ကလည်းအတတ်နိုင်ဆုံးတော့ကွင်းနစ်ဆင်းပြီးတော့အဲဈေးတွေတိုက်ကြည့်တယ်ဈေးမှန်မှန်ပိုတင်ရောက်တဲ့သူတွေကိုတရားရုံးတွေတရားရုံးတိုက်တရားဆွဲတာရှိတယ်အဲ့တော့လည်းအဲ့အာရမိပါတယ်နော်လိုက်လို့နော်ဒီခုတက်လာတဲ့တရင်ဆိုကလောဘတ်မှာတွေ့တယ်တွေ့တာနဲ့ဆက်ချင်းတရားတန်းဆွဲတယ်ပေါ့နော်ဒါအာရဖို့ကောင်းပါတယ်ဒါမဲ့လည်း လာစစ်တုံးခဏဆိုတဲ့မြန်မာလူမျိုးတွေရဲ့စိတ်တဲ့ပေါ့နော်အဲ့ဒါတွေကလည်းရှိသေးတယ်နော်လာစစ်တာအဖွဲ့နဲ့အသင်းနဲ့ပင်နဲ့သွားစစ်တဲ့ခါကျလို့ချင်းဘလို့မအဆင်မပြေဘူးအဲ့တော့ဟိုဗီလက်မီဝယ်တော့မယ်ဆိုရင်ဘလို့ပုံစံနဲ့အဲဝယ်ကြလဲပေါ့အဲ့ဒီပုံစံနဲ့သွားပြီးစစ်ဆေးတာပူကောင်းမယ်လူလွတ်ပြီးတော့ဈေးစုံစမ်းခိုင်းတာတို့စစ်ခိုင်းတာတို့နော်ဆိုလူလွတ်ပြီးတော့ပစ္စည်းနမူနာဝယ်ခိုင်းတာတို့ဒီလိုလုပ်ပြီးတော့ စစ်ဆေးတာပိုပြီးကောင်းမယ်ပေါ့နော်နောက်တဲ့ရင်တဲ့ဘုတ်ကတော့ချမ်းပြည်နယ်မြောက်ပိုင်းတီဘောမြို့နယ်နမ်းမရွာမှာ SSPP နဲ့ကိုကန်အဖွဲ့ MNDA တို့နေမီအငင်းပွားပြီးတော့ထိုးကြကြကြပြစ်ကြခတ်ကြဖြစ်ကြရပေါ့ဧပြီလ28ရက်နေ့ကနမနဲ့ကုံပေါင်းရွာကို SSP တက်တရလာတယ်။လာပြီးတော့အဲ့ဒီမှာကိုကန်လက်နက်ကင်တွေဂိတ်ဆွဲထားတဲ့နေရာကိုဆုတ်ပေးဖို့ဆိုပြီးတော့သွားညှိနှိုင်းတယ်။ညှိနှိုင်းတော့လုံးဝညှိနှိုင်းလို့မရဘူး။နှစ်ဖက်ထိုးကြကြဖြစ်တယ်။ TNL နဲ့ KIA နဲ့ဖြစ်တယ်လို့ပဲပေါ့နော်။ ထိုးကြကြကြဖြစ်ကြတဲ့အခါကျတော့အဲပထမတရက်ပြီးသွားခဲ့ရောအဲ့နောက်တရက်ကျတော့29ရက်နေ့မှာကျတော့တခါ SSPP အဖွဲ့တွေကအဲ့ဒီနှမရွာတွေကိုထပ်ဝင်လာတယ်ဝင်လာတဲ့အခါကျတော့အဲ့မှာဒီကိုကံဘက်က CB ကြိုပစ်တယ်ဗောနော်နှစ်ဖက်အပြန်လန်ပစ်ခတ်မှုဖြစ်ပွားတယ်ဖြစ်ပွားတော့အဲတည်ဆုံးမှုအချိန်တွေတော့မသိဘူးအဲနိုင်ရွက်45မိနစ်လောက်တော့နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်ဆိုတော့ဒီအဖွဲ့နှစ်ခုလုံးကလည်းဝါရဲလက်အောက်ခံတွေပဲဗောနော်ဆိုတော့တီဘောမျိုးနယ်ထဲမှာ မကြခင်သူတို့အဖွဲ့တွေစုပ်ပြရမယ်ဆိုတော့ကိစ္စတွေရှိတယ်။ဟောအဲ့ဒါကြီးလဲကျွန်တော်တို့တည်င်းအဖြစ်ကြားထားတယ်။ဒီအကောင့်ထဲပေါ်ပြเสียရ၊ကင်ပြเสียရတော့မရှိဘူးပေါ့နော်။ဒီဘုံမျိုးနယ်ထဲမှာအဲ MND ပဲဖြစ် TNL ပဲဖြစ်စုပ်ပြရမယ်ဆိုတော့နေရာပေါ်ဒီဘုံမျိုးပေါ်ကနေပဲဖြစ်ဖြစ်တတ်မှတ်တဲ့အတိုင်းအတာတစ်ခုစုပ်ပြရမယ်ဆိုတဲ့ဟာတစ်ခုနော်ခေါင်းတည်ပြီးတော့ညှိနှိုင်းနေတယ်လို့လဲကျွန်တော်ကြားတယ်။နော်အဲ့ဒါကြောင့်မလို့ SSPB ကအဲ့ဒါကိုအကောင့်ထဲလိုက်ပေါ်နေတယ်လို့ကျွန်တော်ထင်တယ်။ ဒါပေမဲ့အဲ့လိုမျိုးအကောင့်တွေဖော်တဲ့ကိစ္စတွေမှာလည်းအခုလိုမျိုးဒါထိတွေ့မှုတွေဖြစ်တယ်ပေါ့နော်။နောက်တစ်ထင်းတဲ့ဘုကတော့ဒါဒေါကင်ကြီးနေခဲ့တဲ့ဟောလက်ရှိကတော့ဒေါန်ဆန်းစုကြည်အိမ်လို့တော့ပြောတယ်ပေါ့နော်။အဲ့ဒီခြံမှတ်54ကို၄ချိန်မြောက်နော်လေလံထက်တင်တယ်ဝယ်သူထက်မရှိပြန်ဘူးနော်ကျွန်တော်အဲ့ထာကိုတော့တရားရုံးလုပ်ငန်းစဉ်အနေနဲ့ပဲလုပ်နေတယ်လို့ပဲကျွန်တော်ထင်တယ်တကယ်တော့ဖွင့်လင်းပြောရရင်တော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကတော့မလုပ်စီချင်တော့ဘာမှလည်းဘယ်သူမှလည်းဝယ်မှာမဟုတ်ဘူး မျက်စိကြလောက်ပါရဲ့နော်ဝဲချင်းဝဲကောင်းဝဲလောက်ပါရဲ့နေရာကလည်းနေရာတအားကောင်းတာ ਉਹ တုံယုံတတိတယောက်သွားหนีလို့မနိုင်တဲ့နေရာလေတအားကောင်းတဲ့နေရာပေါ့အဲ့ဒါကြောင့်မို့လို့လေဒါအကျိုးစီးပွားတွေကရှိတယ်ပေါ့နောက်တစ်ခုကဒီခြံကတာမန်ခြံလို့ပဲကျွန်တော်တို့သတ်မှတ်ရအောင်ပါအဲ့တော့တာမန်ခြံလို့ပဲသတ်မှတ်မှာဆိုတော့နေရာတစ်ခုကတာမန်နေရာလို့ပဲသတ်မှတ်မှာအဲ့နေရာမှာဘယ်သူရဲကောင်းမှလည်းဟိုကြဆုံထားတာမရှိသလိုဘာတိုက်ပွဲမှလည်းမဖြစ်ခဲ့ဘူးဘာဘေးဆက်မှုမှလည်းရှိမနေဘူးဒါတာမန်အိမ်တလုံးပဲတာမန်အိမ်တလုံးကမှ တော့နိုင်ငံတော်စီစဉ်ပြီးတဲ့အိမ်လို့တော့ကျွန်တော်ထင်တယ်ဝယ်ထားတဲ့အိမ်မဟုတ်ဘူးတော်ကင်ကြီးတို့ပတ်စံနဲ့ဝယ်ထားတဲ့အိမ်တော့မဟုတ်နေဘူးနော်နိုင်ငံတော်စီစဉ်ထားပြီးရလားဒါမှမဟုတ်ရှင်အဲ့လိုတယောက်ယောက်ကစီကတိမ်ပြီးပြန်ပေးထားရလားလှူထားရလားတော့အဲ့လိုမျိုးနောက်ဆက်တွဲဇလန်းတွေတော့ရှိမှာပေါ့ဒါပေမဲ့အခုလောလောဆယ်ပိုင်ဆိုင်မှုမှာဒေါန်ဆန်းသူကြီးနဲ့ဒီဥအောင်ဆန်းဦးနဲ့နှစ်ယောက်ကသူကအဲနည်းနည်းရှုပ်ထွေးနေတော့ရှုပ်ထွေးတော့မွန်တမနှစ်ယောက်ပဲသူပိုင်ဆိုင်ခွင့်ရှိတယ်လေပိုင်ဆိုင်ခွင့်ရှိကဥအောင်ဆန်းဦးကလည်းဒါဟုတ်တရားဥပဒေနဲ့ညီဖြည့်ရှင်းတယ်ဖြည့်ရှင်းပြီးအရယူမယ်ပေါ့အဲ့တော့ ီကနေရောင်းလို့ရလာတဲ့ပတ်စံကိုတယောက်တော့ခွဲယူမယ်ပေါ့နော်ဒီလိုလေသူတို့ကသူတို့ဒါတိုက်ပွဲတွေဖြစ်နေကြတယ်ပေါ့အဲ့တော့ဘလူနီးနဲ့ပဲဖြစ်ဖြစ်ဒါအမွေဆိုင်ချမ်းအမွေဆိုင်ချမ်းပဲဘာမှဟိုပါရင်ညာတွေပြောမနေနဲ့တအားမှအဲ့ဒီချံကိုမျက်နှိုးနေတယ်တံမိုးထားနေတယ်ဆိုရင်ဥအောင်ဆန်းဦးကိုအဲ့ဒီပစံအမ်းပြီးပေးလိုက်အဲ့ဒါဆိုလို့ရှိရင်အဲ့ချံရောင်းစရာအကြောင်းမရှိတော့သွားအမ်းလိုက်ကြတအားချစ်တယ်ဆိုလို့ရှိရင်သွားအမ်းလိုက်ကြအဲ့လိုလည်းလုံးကြမှာမဟုတ်ဘူးเนาะအဲ့လောက်ပစံနဲ့အဲ့လောက်ရင်းပြီးတော့ချစ်ကြမှာတော့မဟုတ်ပါဘူးနောက်တတိယနှစ်ဘုတ်ကတော့ဒါ ဒီပါကစ္စတန်စစ်တပ်ပေါ့နော်ပါကစ္စတန်စစ်တပ်ကအခုဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ဒီမှာကြားဖြန့်ဖမ်းတယ်လို့လုပ်နေရပြီအဲ့ဒါသူတို့နိုင်ငံတည်းကိုဝင်လာတဲ့ဆိုတော့ဒီအာဖဂန်နစ္စတန်ဘက်ကနေဝင်လာတဲ့ဒီစစ်သွေးကြတွေကိုသူတို့ကတိုက်တိုက်ခိုက်ပြီးနေရတယ်ပေါ့နော်တိုက်ခိုက်ပြီးတော့တက်ပြနေရတယ်ပေါ့နော်ဒီမှာကတော့ဖမ်းပြီးပို့နေရတော့ကြားဖြန့်လုပ်တယ်လို့ဒါပေမဲ့ဒီပြီးခဲ့တဲ့နှစ်ရက်လောက်အတွင်းမှာသူတို့အဲ့ဒီအာဖဂန်နစ္စတန်ကနေပြီးတော့စိတ်ဝင်လာတဲ့ဒီစစ်သွေးကြအကျဉ်းဖက်သမား80ကျော်အဲ့သူတို့ တိုက်ခတ်ရှင်းလင်းထားတယ်ဆိုပြီးတော့ဒါဓာတ်ပုံအနေနဲ့တကွပေါ့နော်သူတို့ထုတ်ပြန်ထားတဲ့လက်နက်တွေနဲ့ဒီဓာတ်ပုံတွေနဲ့တကွတို့ထုတ်ပြန်တာတော့တွေ့ရပါတယ်ပြောချင်တာအိန္ဒိယဘက်ကအဲ့ဒါကိုလိုချင်တာမဟုတ်ဘူးနော်အိန္ဒိယဘက်အဲ့ဒါကိုလိုချင်တာမဟုတ်အိန္ဒိယလိုချင်တာအဲ့ဒီသူတို့ဒီမှာ26ဦးလိုချင်သွားတဲ့အကြက်ဖက်သမားတွေကိုမူဒီကလည်းပြက်ပြက်တသားပြောတယ်မြေလန်ရှာမှာသူကလည်းနော်ကမာမီဆုံးတဲ့ထိမြေလန်ရှာမှာအဲ့တော့ပြေးပြေးချင်တဲ့လောက်ပြေးအဲ့တော့ဒီပြဿနာဖြေရှင်းဖို့မရှိဘူး ပြည်လဲဖို့လည်းတိတ်မတွေးဘူးပေါ့နော်တိတ်တိတ်လည်းမမြင်ဘူးပေါ့ဒါပေမဲ့ပါကစ္စတန်ကကာကွယ်ရေးဝန်ကြီးလားမသိဘူးပြောတယ်သူကလာမဲ့2ရက်ပေါ့48နိုင်လောက်အတွင်းမှာအိန္ဒိယနဲ့ပါကစ္စတန်နဲ့စစ်ဖြစ်နိုင်တယ်ပေါ့အဲတော့အခုနှစ်ဖက်အင်အားဖြည့်နေတာလည်းကြောက်မခန်းလေးလေးကိုဖြည့်နေကြတယ်အဲဒီမှာပါကစ္စတန်ဘက်ကလည်းဒီအမြောက်တွေပါတင်တယ်တင့်ကားတွေပါတင်ပြီးတော့ယထားတွေနဲ့နေဆက်ကိုသွားတယ်အဲ့ဒါအပြင်ကမှဒီနေစားဒီကက်ရှမီးယားတို့ပါတို့ အဲဂျမ်မူးကကရှမီးယားဘီဘက်ချမ်းမှာပေါ့နော်သူတို့ဘက်ချမ်းပိုင်နက်မှာလေရင်နဲ့အနေပြန်ပြတာဒီဘာရင်းညာအဲ့လိုမျိုးပေါ့နော်သူတို့အင်အားပြနေရလို့တယ်အိန္ဒိယဘက်ကလည်းအဲ့တိုင်းပဲသူတို့အင်အားတွေထုတ်ပြနေကြတယ်အဲ့လိုပဲဒီပင်လယ်ထဲမှာရှိနေတဲ့သူတို့ရဲ့တင်မောတွေကိုရွေရှားတာတွေစီးရီးလေးကျင်တာတွေဒီလိုမျိုးတွေလုတ်ပြနေတဲ့ခါကျတော့နှစ်နိုင်ငံရဲ့အခြေအနေကတင်းမာနေတယ်ညှိနှိုင်းနေတာညှိနှိုင်းနေတာပဲဒါပေမဲ့ပြည်လဲဖို့လမ်းစာတိတ်တော့မမြင်ဘူးပေါ့နော်ဆိုတော့မြန်မာနိုင်ငံအနေနဲ့ကတော့အစိုးရကကျွန်တော်ပြောသလိုပဲ ဟိုအစောစောတည်းကလည်းပြောခဲ့ပါတယ်အာရှမှာဘာဖြစ်လာနိုင်လဲဘယ်နိုင်ငံလဲဘယ်နိုင်ငံလဲဘလို့ဆိုင်ထားလဲပေါ့နော်အဲ့လိုအခြေအနေမျိုးတွေဖြစ်နေတဲ့ချိန်မှာအိန္ဒိယနဲ့ပါကစ္စတန်ရဲ့နှစ်နိုင်ငံကြားမှာဖြစ်တဲ့ပဋိပက္ခနဲ့ပတ်သက်ပြီးမြန်မာနိုင်ငံအနေနဲ့ရည်ရည်အင်မတန်ခက်ခဲပါတယ်ပါကစ္စတန်ဆိုတာကလည်းဒီအရင်မြန်မာတပ်မတော်နဲ့ဒါအပြန်အလှန်ဟိုဘလို့ပြောရမလဲကုလူဆက်ဆံမှုတွေရှိတယ်ပေါ့နော်အဲ့လိုပဲအိန္ဒိယနဲ့ဆိုတာကလည်းအစိုးရချင်းအိန္ဒိယချင်းเนาะဒီလိုကုလူဆက်ဆံမှုတွေရှိတယ်အဲ့ဒီအတွက်နှစ်နိုင်ငံကြားမှာ မြန်မာနိုင်ငံကတော့နိုင်ငံတိုင်းမူဝါဒအတိုင်းကြားနေမှရမယ်။မြန်မာနိုင်ငံကတော့ဟိုဗါလေတက်ကြွပြီးဗတ်မလိုက်တဲ့နော်နိုင်ငံကြီးအဲနိုင်ငံခြားရေးမူဝါဒအတိုင်းပဲဆက်နေရမယ်ပေါ့အဲ့အဲ့အတိုင်းပဲဖြစ်မယ်လို့လည်းကျွန်တော်ထင်ပါတယ်နောက်တစ်ခါတော့ပြီးခဲ့တဲ့ရက်ပိုင်းကဒီဒီတောင်ကျန်းသူ AP Media အချို့မှာပေါ့နော်ဘာတင်လာလဲဆိုတော့ဗမောကူဒီ KIA နဲ့ဒီအပ်ဒရုအပေါင်းပါပေါ့နော်တောင်ကျန်းသူအဖွဲ့တွေ PDF ဖွဲ့တွေရဲ့အဲတိုက်ခိုက်မှုနဲ့ကာကင်းနှစ်ကုန်းရပြီပေါ့ကာကင်းစက္ကန့်နှစ်ခုရတယ် ဒါအပြင်မှာတက်ရင်မှုတယောက်ပါသူတို့ကဖမ်းဆီးထားလိုက်ပြီဆိုပြီးတော့အဲသူတို့ပြောတယ်အဲ့ဒါကိုအခုရပိုင်းဒါတည်င်းနည်းနည်းအဆနာပြောင်းနေတဲ့သူပြောရေးဆိုခွင့်ရှိသူနော်ဘူးပေါ့နော်ခရရဲ့နော်ဘူးလဲဘာမှတော့ထုတ်မပြောပါဘူးသူလည်းလုံးဝမပြောပါဘူးအခုရပိုင်းမှာသူ့စီကတည်င်းထွက်လာတယ်လည်းတိတ်လည်းမမြင်ဘူးပေါ့နော်ကွန်မော်တော်စာရီပိုင်းတွေမရေးဘူးလားတော့မပြောတတ်ဘူးဒါပေမဲ့ဒီတရက်နှစ်ရက်အတွင်းမှာပေါ့နော် body ပဲပြလို့ရတဲ့တည်ပြီးသား KIR နဲ့ဒီ PDF တော့ခန္ဓာဒီအလောင်းပဲပြလို့ရတဲ့အလောင်းနဲ့90ကျော် เนาะဒါတော့အကုန်လိုက်မရှင်းရသေးဘူးအလောင်း90ကျော်လောက်ရှိပြီဒီရက်ပိုင်းအတွင်းမှာ3ရက်လောက်အတွင်းမှာအလောင်း90ကျော်လောက်ပုံနေတယ်ဒီ drone video တွေမှာဆိုလို့ရှိရင်လည်းပတ်ပတ်ဆက်ဆက်ကိုဖြစ်တာခေါင်းတော့မထောင်နိုင်ဘူးเนาะဒီမြောင်းနေပေါ်ဆိုလို့ရှိရင်လည်းအဲ့မြောင်းနေကြားထဲမှာဝင်နေတဲ့ PDF အဖွဲတွေဤနာကာဒီလောက်ပဲခြားတာเนาะဟိုဟို120ဒီခြားတာမဟုတ်ဘူးအဲ့ဒီဤနာကာလေးနှလုံးပစ်ချလိုက်တယ်အထက်ထက်အထက်မှာအဲ့မှာတွေးတန်တရေရေနဲ့เนาะအောက်ပြုတ်ကြသွားပြီးတော့ခြေထောက်တွေပါတွေ ပြတ်သွားတဲ့သူတွေအမှတိသန်တရရဲနဲ့အမှမိချောင်းသွားသွားနေတဲ့မြောင်းတော့မြောင်းသွားသွားနေတဲ့ PDF တွေ KIA တွေအများကြီးပဲဆိုတော့သူတို့ကဒီလိုမျိုးနာတဲ့အခါကျတော့ဘာဖြစ်လဲဆိုတော့တစ်ဖက်က PDF တွေကသွားကုနေတာကုနေတဲ့အခါကျအညာ PDF တွေကသူတို့လူတွေ တို့တည်လို့ပြန်ခေါ်มาဆိုလို့ဆိုအဲ့လိုမျိုးထဲมาတယ်။နောက်အတင်းဖာပြီးတော့အာဘလူတောင်တင်းလိုက်ပြီးအောင်မြင်မှုတွေဘလူရတကယ်တော့အဆက်အသွယ်လုံးဝမရှိနေဘူးတို့ဘက်က။နောက်အဲ့လိုမျိုးခံစားနေရတော့တို့လည်းတော်တော်ဒုက္ခရောက်နေတဲ့အနေထားတည်တဲ့သူတွေကလည်းတို့ချို့နေရာတွေမှာမရှင်းလင်းနိုင်သေးတဲ့နေရာတွေမှာတော့အလောင်းတွေအများကြီးကြံ့နေသေးတာတွေ့ရတယ်ပေါ့နော်။ဆိုတော့ဘမောလက်ရှိအခြေအနေတိုင်းနော်ဒီတိုင်းပဲဆက်သွားမယ်ဆိုလို့ရှိရင် KI ကဘမောကိုဆက်မလုပ်တော့ဘဲနဲ့တခြားနေရာတစ်ခုဥမာအင်းတို့လို့တို့လိုမျိုးအဲလုံနိုင်တယ်လို့ကျွန်တော်မြင်တယ်။ အဓိကကတော့ဟို target ကတော့ကျွန်တော်မိုးညင်းလို့ထင်တယ်ဗောနော်မိုးညင်းလို့ဟိုပင်လို့ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်အဲ့ဒါလည်းတတိထားပြီးတော့စင်ကျင်ရမှာဗောအဲ့နာပတ်ဝန်းကျင်မှာစုဖွဲ့နေတဲ့တည်င်းတွေဆိုတာလည်းကျွန်တော်တို့စီကိုတည်င်းပေးပို့ထားတာတွေလည်းရှိပါတယ်အဲ့အတွက်ဒီဗမော်ကိုအာယုံထွေပြောင်းလို့တစ်ဖက်မှာစည်ရေးဖို့တက်တဲ့အကျင့်တွေကငကိုရီးယားမြန်မာနိုင်ငံမှာရှိတဲ့လက်နက်ကိုင်တောင်းကျင်းသူတွေရဲ့အဲဘယ်လိုပြောမလဲသူ့ရဲ့ပုံစံပေါ့နော်သူ့ရဲ့ဒီဇိုင်းပေါ့နော်အဲ့အတွက် စောက်ကြည့်ဖို့တော့လိုမယ်ထင်ပါတယ်နောက်တဲ့ရင်ဘုကတော့ဒါထိုင်းနိုင်ငံတောင်ပိုင်းမှာပေါ့နော်ထိုင်းနိုင်ငံတောင်ပိုင်းအစ္စလမ်ဘာသာဝင်တွေအများစုနေထိုင်တဲ့နေရာမှာအခုရက်ပိုင်းမှာထိုင်းရဲတပ်ဖွဲ့ဝင်တွေကိုဒါပြစ်ခတ်တိုက်ခိုက်မှုတွေရှိတယ်ဒီဖောက်ခွဲတိုက်ခိုက်မှုတွေရှိတယ်ပေါ့နော်ဒီရက်ပိုင်းမှာတွေဒါဣဗရာလ28ရက်နေ့ပေါ့28ရက်နေ့ကတိုက်ခိုက်ခဲ့တဲ့တိုက်ခိုက်မှုဖြစ်စဉ်မှာထိုင်းရဲအရာရှိ2ဦးအပါဝင်ပေါ့နော်နောက်အခြားတပ်ဖွဲ့ဝင်2ဦး3ဦးတိုက်ဆုံပြီးတော့2ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ် တော့ထိုင်းနိုင်ငံကလည်းသူတို့တောင်ပိုင်းမှာတော်တော်လေးအန္တရာယ်များတဲ့အနေအထားပေါ့နော်သူတို့လည်းအဲ့ဒါကိုရှင်းလင်းနိုင်တဲ့အနေအထားတော့မရှိနေဘူးမြန်မာနိုင်ငံအပြစ်ပြောလို့ဆရာလည်းမရှိပါဘူးသူတို့နိုင်ငံမှာတိတဲ့အတိုင်းပဲဒီတန်ခါးတွေဆုံးခံကြရင်တော့မှစစ်သားတွေနှဝလိုက်ရတယ်ဆိုတော့ဓာတ်ပုံတွေကလူမှုကွန်ရက်မှာမြင်နေတဲ့ခါကျတော့လူတိုင်းဒါကိုသိကြမှာပေါ့နော်နောက်တဲ့နေ့ဘုကမဟာချိုင်မှာရှိတဲ့စမုတ်စခုံပေါ့နော်မဟာချိုင်မှာရှိတဲ့ happy ဆိုတဲ့ happy ဆိုတဲ့ KDB ဘာပေါ့အဲ့ဒါမြန်မာနိုင်ငံသားတွေပိုင်တယ်လို့တော့ပြောတယ်ဆိုတော့တာမန်လူတော့မဟုတ်တော့ကျွန်တော်လည်းနည်းနည်းအမှတ်နည်းနည်းလေးလွဲနေလို့မြန်မာနိုင်ငံကနာမည်ကြီးတဲ့ကနော်အနုပညာရှင်လာပါမို့အဲ့လိုတယောက်တည်းကပိုင်တယ်လို့တော့ကျွန်တော်အဲနည်းနည်းလေးအရေးချီတော့ကျွန်တော်သိထားတယ်ပေါ့နော်အဲ့ဒီဘာကိုထိုင်းရဲအဖွဲ့ကအင်အား200လောက်နဲ့ဝင်ပြီးတော့စစ်ဆေးတာစီးနင်းတာပေါ့နော်စီးနင်းတဲ့အချိန်မှာလက်နက်တွေရောနော်မူရစ်စီးပွားတွေရောဒါတင်းစီရမိခဲ့တယ်လို့သိရတယ် တော့သူတို့စစ်ဆေးတဲ့ပုံစံအရာသူတို့ရေးထားတဲ့စာဒီမှာပေါ့နော်အဲ့ဒီ Happy Bar KTVN Club ဆိုတဲ့အဲ့နေရာမှာ VIP အခန်းနေမှာပေါ့နော်အဲ့ဒီမှာဆိုလို့ရှိရင်မူရစ်စီဝါတွေတုံးဆွဲခွင့်ရှိတယ်ဆိုပြီးတော့အဲသူတို့စစ်ဆေးတွေ့ရှိထားတယ်ပေါ့အဲ့ဒီအတွက်တော့အခုဆိုလို့ရှိရင်တော့အဲ့ဒါတော့ကျွန်တော်ထင်တယ်တခုခုတော့အေးအေးယူတော့မယ်ပေါ့နော် ဆိုတော့နောက်တဲ့တဲ့ဘုတ်ကတော့ကျွန်တော်တို့ဒီဘင်္ဂလားဒေ့ရှ်နဲ့ပတ်သက်ပြီးပြောရတော့မှာပေါ့ဘင်္ဂလားဒေ့ရှ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ခဏခဏတော့ပြောတယ်ဘင်္ဂလားဒေ့ရှ်ကအမြဲတမ်းမြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာနဲ့ပတ်သက်ပြီးတော့ထိပါစော့ကားတာမျိုးကို တောက်လျှောက်လုပ်ပါတယ်အဲပြီးခဲ့တဲ့20နဲ့8ရက်နေလောက်အထင်ပါတယ်အဲဘင်္ဂလားဒေ့ရှ်ကအစ္စလာမစ်ပါတီကပါတီကနော်တရုတ်ကွန်မြူနစ်ပါတီနဲ့တွေ့တယ်ပေါ့ဒါကမှတွေ့တယ်ဘင်္ဂလားဒေ့ရှ်ကဒါကမှတွေ့တယ်တွေ့တော့အဲအစ္စလာမစ်ပါတီက တော့ဒီဘင်္ဂလားဒေ့ရဲ့မြန်မာဂျားထဲမှာရှိတဲ့ဒီရခိုင်ပြည်နယ်မှာပေါ့နော်ရခိုင်ပြည်နယ်ပေါ့အဲ့လိုပဲပြောရမှာပေါ့အဲ့ဒီမှာလွတ်လပ်တဲ့ပြည်နယ်တခုထူထောင်ပေးဖို့တောင်းဆိုတယ်ပေါ့ဆိုတော့ဒါကတော့အချို့ကြာအနာထိပါတာပါပဲနော်အဲ့လိုသတင်းတွေလည်းထွက်လာတယ်အချို့ကြာအနာထိပါတယ်လို့ပဲကျွန်တော်တို့ကတော့ဒီလိုပဲရိုးရိုးလေးပဲယူဆရမှာပေါ့နော်အဲ့တော့အဲ့ဒါနဲ့ပတ်သက်ပြီးဘာပြောရမလဲဆိုတော့ဒီနေ့ထပ်ပြီးတော့ထွက်လာတဲ့ဒီရုပ်တံဖိုင်တခုထပ်ထွက်လာတယ်အဲ့ဒါကတော့ AA နဲ့ဒီဘင်္ဂလားဒေ့ရှ်စစ်တပ်နဲ့ပေါ့နော်နှစ်ဖက် ဒီနှစ်နိုင်ငံနေဆက်ကချစ်ကြည်ရတာကိုဖွင့်ပြီးတော့ဒီဘင်္ဂလီလူမျိုးတွေကိုအသွားပြန်ကူတန်းအဲလုံနေတာကူတန်းမှုလုံနေတာကျွန်တော်တို့တွေ့ရတယ်ပေါ့အဲ့တော့အစောတုန်းကအစိုးရကစီစစ်ပြီးလက်ခံတာတမျိုးပေါ့အခုကဘာမှ database မရှိတဲ့အဖွဲ့တော့ AA အနေနဲ့အခုလိုမျိုးလောက်တာရခိုင်ပြည်နယ်ကို တကယ်ပဲဖျက်ဆီးဖို့လုံနေတာလားဆိုတော့ကျွန်တော်မပြောတတ်တော့เนาะအဲ့တော့ရှေ့ပိုင်းမှာဖြစ်ခဲ့တဲ့ခုနကတော့ဒီဂျာထဲမှာအဲ့ ်ပင်ကလေးလူမျိုးတွေအတွက်ပေါ့နော်နေမြေတည်တစ်ခုထပြီးထောင်ပေးမယ်နိုင်ငံတည်တစ်ခုလူနဲ့တန်းလောင်းနဲ့ထောင်ပေးဖို့ဆိုပြီးတော့ခွဲထုတ်ဖို့ကြိုးစားတဲ့အချုပ်ချာအာဏာထိပါတဲ့ဇကားရဲ့ဒီမှာအခုဒီ AA နဲ့ဒီဘင်္ဂလားစစ်တပ်ရဲ့နော်အပြန်လန်လက်ဆွဲနှုတ်ဆက်ပြီးတော့ဒီချစ်ကြည်တရားကိုဖွင့်လှစ်အသုံးပြုတာနဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်တို့အစိုးရအနေနဲ့တော့တစုံတရာတော့လုတ်ပြစ်တင်တယ်လို့ကျွန်တော်ထင်တယ်နော်လုတ်ပြစ်ကိုလုတ်ပြရမှာနော်အဲ့ဒီနေကြားတရားကိုကျွန်တော်တို့ပတ်ချံချိုးပြစ်တာပဲဖြစ်ဖြစ်ဒီလိုတော့လုတ်မရဘူးမဟုတ်လို့ရှိရင်တော့ကျွန်တော်တို့ အဆင်မပြေတော့ဘူးလို့တော့ကျွန်တော်ထင်တယ်နော်ဒီအနောက်တကာရဲ့အခြေအနေကနောက်ကြလာတဲ့အချိန်မှာပို့ပြီးတော့ဒီထက်ပို့ပြီးစိုးရိမ်စရာကောင်းတဲ့အခြေအနေတွေကျွန်တော်ရင်ဆိုင်ဖြည့်ရှင်းရမယ်အနေထားဖြစ်လာလိမ့်မယ်ပေါ့နော်အနောက်တရင်းတဲ့ဘုတ်ကတော့အဲ့ဒါနိုင်ငံတော်စီမံချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မူကြီးမင်းအွန်လိုင်းကဒါ9ရက်နေ့မှာကျင်းပမယ်လာမယ့်မေလ9ရက်နေ့မှာကျင်းပမယ်နာဇီဂျာမနီကိုအောင်နိုင်တဲ့နှစ်80ပြည့်အောင်ပွဲခံအထိမ်းအမှတ်အခမ်းအနားကိုပေါ့နော် နိုင်ငံတော်ဝန်ကြီးချုပ်တက်မယ်။ဒါကျွန်တော်တို့သတင်းရထားတယ်။သူတက်မဲ့အပြင်မှာအစိုးရကစီစဉ်ထားတဲ့အတိုင်းပဲမြန်မာနိုင်ငံကစီးပြအဖွဲ့တစ်ဖွဲ့ကလည်းအဲ့ဒီမှာစီးပြရှောက်မယ်။အဲ့ဒီဖွဲ့တွေကထွက်ခွာသွားပြီစီးပြရှောက်မှာဆိုတော့မကြခင်ရက်တွေမှာလည်းနိုင်ငံတော်ဝန်ကြီးချုပ်ကရုရှားနိုင်ငံကိုထွက်ခွာမယ်ဒါကသူ့အတွက်ကတော့ဘယ်လိုပြောရမလဲဒီအခမ်းအနားကိုပူတင်ကဒေါ်နယ်ထရန့်တို့ဘာလို့ပါဖိတ်ထားတယ်ပေါ့နော်သူ့အတွက်ကတော့ဒါနိုင်ငံတကာခေါင်းဆောင်တွေရဲ့ကြားထဲမှာသူတက်နိုင်တဲ့ ော်သူတက်တဲ့ပွဲတစ်ပွဲပေါ့နော်အများနဲ့တက်ဆိုင်တဲ့ပွဲတစ်ပွဲကိုသူတက်တာပေါ့နော်တီးတက်ရင်ဟိုနှစ်ယောက်တွေ့ဆုံမှု invitation လောက်တာမဟုတ်ပြီမဲ့ဒီနိုင်ငံတကာကောင်းဆောင်အနေနဲ့တန်းတူပွဲတစ်ပွဲကိုဖိတ်ကြားတယ်လို့ပဲကျွန်တော်မြင်တယ်။ဘာပြောအာဒါလည်းနိုင်ငံတကာမျက်နှာစာမှာကျွန်တော်တို့မြင်ရမယ့်နိုင်ငံကောင်းဆောင်တယောက်ရဲ့ပုံရိပ်ပဲဖြစ်ပါတယ်။နောက်တစ်ဒီနေ့ဘုကတော့ကျွန်တော်တို့ April 28ရက်နေ့မနက်အစောပိုင်းမှာပေါ့နော်။ကျောက်တကားပူတာကနေပြီးတော့အဲထွက်ခွာလာတဲ့အမှတ်902အစုံကုန်တင်ရထားကဒီ ရန်ကုန်မန္တလေးရထားလမ်းမိုင်းပေါ့နော်ပဲခူးတိုင်းဒေသကြီးကျော်တကားမြို့နယ်နဲ့ကျော်တကားဘူတာနဲ့တထေကုန်းဘူတာကြားခဏခဏဖြစ်တဲ့နေရာတော့အဲ့ဒါမနိုင်မတရားခွန်မြင်ဆောင်၄၅အဲ့နေရာရောက်တဲ့အချိန်မှာအဲ့ဒီကျန်ဘတ်တမားတွေပေါ့နော်ပြထားလမ်းကိုခွဲဆိုတာကျန်ဘတ်တမားလို့ကျွန်တော်သုံးလို့မယ်ဘယ်အဖွဲလဲတော့ကျွန်တော်ပြောဘူးလှုပ်တဲ့သူကကျန်ဘတ်တမားပဲကိုယ့်အကူနာကြမိုင်းပေါက်ကွဲပါတယ်မိုင်းပေါက်ကွဲတော့ရထားလမ်းဒီထိခိုက်ပျက်စီးနေတယ်ပျက်ပျက်စီးနေတော့ဆက်သွားလို့မရပဲနဲ့အဲ့ဘူတာကိုပြန်ပြီးဆုတ်လာရတယ်ပေါ့နော်အဲ့တော့အဲ့လိုလှုပ်လိုက်တာကြောင့်တော်တော်ကြီး ကြာကြာကိုဒါရက်နာထားလိုက်ရတယ်ချက်ချင်းပြင်ဆင်မှုလုပ်ပြီးတော့ပြန်ပြီးပြင်ဆင်ရတယ်ဗောနော်အဲ့တော့ဒီယထာလမ်းပိုင်းမှာဘာများပြဿနာရှိနေလို့လဲယထာလမ်းကဒလန်ဖြစ်နေလို့လားယထာနဲ့ပတ်သက်ပြီးတော့ဘာမှလည်းတည်နေစရာလည်းမလိုနေပါဘူးအခုလည်းဘာမှတည်စရာလည်းမလိုတည်လည်းတည်မနေပါဘူးဒါအများပြည်သူသုံးတယ်ကုန်တင်ယထာနောက်ပြီးလို့ရှိရင်ဒီရမြူအခုပြေးနေတဲ့ဒီတဲ့ယထာပြေးနေတဲ့ယထာသုံးတဲ့လမ်းပြီးအမြန်ယထာပြေးနေတဲ့လမ်း ဘာများပြဿနာရှိနေလို့လဲဘာကြောင့်မလို့ခဏခဏအဲမိုင်းခွဲနေရတာလဲဒီယထာလန်တော်လန်ကြီးတရားတော်လန်ကြီးတွေကတော့ဒီခေတ္တကာလမှာတော့ရက်လိုက်သိမ့်ပြီလို့တော့ထင်တယ်နောက်တဲ့ရင်တော့ကတော့ဒါမူပြဲမှာဆက်ပြီးတော့တိုက်ပွဲတွေပြင်းထန်နေပါတယ်မူပြဲမှာတိုက်ပွဲတွေပြင်းထန်နေတဲ့အချိန်မှာပဲဒီ PDF ကြီးရှိတဲ့သူတို့လုတ်ထားတဲ့ကာကင်းကြီးလက်လွတ်လိုက်ရတယ်အဲ့ဒီမှာ ဟိုဒီဘန်ကာတဲ့ကနေသူတို့လည်းမထွက်ကြရပါဘူးသိပြီးတော့ဒါပေမဲ့ဘာလီမလာလို့တော့မဟုတ်ဘန်ကာတဲ့တမင်ဝင်နေရတာဘာကြောက်လဲဆိုတော့ drone ကိုတော်တော်ကြောက်နေရတယ်ဆိုတော့ကျွန်တော်တို့ဒီတက်လာတဲ့ရုပ်သံပိုင်းတပိုင်းရဘန်ကာတဲ့မှာနေနေတဲ့ဒီ PDF ဖွဲ့တွေဘန်ကာပေါ်ကို drone ကြတာချက်ချင်းပဲအမအူတန်ရာတွေရပြီပြဿနာတွေဖြစ်ရပြီးလို့ရှိရင်နောက်ထပ်တက်လာတဲ့ရုပ်သံပိုင်းတစ်ခုမှလည်းမျက်နှာကြီးချက်လုံးရွယ်လက်တစ်ချောင်းလုံးဒါဆုပ်ပြတ်သက်သွားတော့တဲ့အနေအထားအထိကိုတိုက်ခိုက်နေတာတွေ့ရတယ် movie လည်း နော် PDF တွေဘက်ကအခြေအနေမကောင်းဘူးတက်အနေနဲ့ပြောမှာစွနော်တက်ကအထနေရပေါ့နော်ဘယ်လိုတနိုင်ငံလုံးတိုင်းနာနဲ့လုံနေရတဲ့ခါကျတော့ဆိုတော့နောက်ပိုင်းမှာရှူပါလည်းလာမယ်စခါကျတော့ရှူပါအခုချိန်ကြီးကတော့အထကနေနေတော့မယ်ပေါ့နော်ဆိုတော့ဒီနေ့ကဒီငလျင်လှုပ်ပြီးတာတလနဲ့တရက်ပြည်ပါပြီတလနဲ့တရက်ပေါ့နော်ကျွန်တော်ကဟိုတလမှာကျွန်တော်မရိုက်နိုင်ရိုက်ဖို့အတွက်ပြင်ဆင်ထားတယ်ဒါပေမဲ့ပြဿနာက ဆန်အိတ်ဒီကြီးတန်းကတ်တွေထမ်းပြီးတော့ခါးနာပြီးတော့ကောင်းကောင်းမထိုင်နိုင်အဲ့အခြေအနေဖြစ်သွားတာမလုံနိုင်ဘူးပေါ့နော်အဲ့တော့အခုချိန်ဒီတိုင်းအင်္ဂလိပ်ဒေသမှာပြန်လဲထူထောင်ရေးတွေလှုပ်ဆောင်နေရဆဲဖြစ်ပါတယ်အဲ့တော့အခုဒါသတင်းတွေအရတော့အင်္ဂလိပ်ဒေသမှာအိမ်သာအခက်ခဲဖြစ်နေတယ်ပေါ့နော်အဲ့တော့တချို့တော်တော်များများပြန်လည်ထူထောင်လုပ်တဲ့အချိန်မှာအဆောက်အဦတွေပဲလုပ်နေကြတာများတယ်ပေါ့နော်။ဆောက်အဦတွေလုပ်နေကြတယ်။စားတောက်စရာတွေထောက်ပံ့ကြတာများတယ်။အဲ့တော့ဒီအိမ်သာခွက်တို့နော်လိုအပ်မဲ့အိမ်သာပိုက်တို့ဒါမျိုးတွေလည်း လူဒန်းတင်ပါတယ်ကုညီတင်ပါတယ်လို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်ခင်ဗျာနောက်တစ်ခုကတော့ဒီရက်ပိုင်းမှာကျွန်တော်တို့ဒီတနိုင်ငံလုံးမှာအပူချိန်တွေတော်တော်မြင့်တက်တယ်ဗောဒီရက်ပိုင်းတစ်ချောင်းလုံးကြည့်မယ်ဆိုရင်တော်တော်လေးကျမကြီးရတတိထားရမယ်နောက်ပြီးတော့ပြောချင်တာကျွန်တော်တို့ငလင်လုတ်ပြီးတော့နောက်ပိုင်းမှာတော်တော်များများကျွန်တော်တို့ဝန်ထမ်းတွေရောတာမန်ပြည်သူတွေရောနေအိမ်တွေမှာမနေရဘူးဖြစ်တယ်လို့ယာယီတဲလီထိုးပြီးနေရတဲ့ပြည်သူတွေရှိတယ်ဝန်ထမ်းတွေရှိတယ်အဲ့အတွက်ယာတိဝုဒ္ဓပူတဲ့ခါကျတော့ အဲ့ဒီသူတို့ဒီနိုင်ငံသားလာတဲ့နိုင်ငံတကာလာလို့တာရွက်ဖြစ်တယ်ပေါ့နော်ဒီတန်ဒီမှာလည်းအဆင်မပြေဘူးပေါ့အဆင်မပြေတော့တချို့ဝန်ကြီးဌာနတွေမှာဆိုရင်အစာဦးတွေဆောက်ဖို့လုပ်နေတာတွေ့တယ်တချို့ဝန်ကြီးဌာနမှာဘာမှတော့ဟိုမလုပ်နေဘူးပေါ့တချို့မှာကြောက်စရာဘက်မှာဆိုလို့ရှိရင်ဒါတချို့တော့အလှူရှင်တွေကဒီတဲလေးတွေလှုပ်ထားပေးတယ်ပေါ့နော်အဲ့ဒီထဲမှာမှတခါရွက်ဖြစ်နေထည့်ထားတယ်အပြင်မှာတော့ဖတ်တဲလေးတွေပေါ့အဲ့ဒါပို့ပြီးတော့အတုံးဝင်မယ်လို့ကျွန်တော်အနေနဲ့ထင်ပါတယ်ရာသီဥတုပူတာကိုလည်းကာကွယ်နိုင်မှာနောက်ပြီးလို့ရှိရင် ဟိုရေများများတောက်ကြဖို့နောက်ပြီးလို့ရှိရင်နေပူတဲ့အသွားလာအတတ်နိုင်ဆုံးဘယူဆိုင်ကြဖို့ပြောချင်ပါတယ်။ဟောနောက်တစ်ခုကျွန်တော်ဒါကြံခဲ့မှာဆိုလို့ပြောဦးမယ်။မနေ့ကပေါ့နော်28ရက်နေ့ကခါးနာတဲ့ကြားရရပါပဲဘလူးမမလုံးတာအဲ့ပလာစတာလေးကပ်ပြီးတော့အဲ့မှာကျွန်တော်မနေ့အစောရင်နိုးတဲ့အချိန်မှာကျွန်တော်ဖုန်းဆက်လာတယ်။ဆေးရုံလူနာပို့ရမယ်။ပို့လေအဲ့ဒါပို့ရမယ်ဆိုတာမန်လူနာပဲထင်တယ်ပေါ့နော်။အဲကျွန်တော်အမ်ဘူလန့်မောင်းပြီးတော့ကားပေါ်လူနာတဲတယ်။ နာတင်တယ်ကျွန်တော်ထင်တဲ့အိုက်ကဟာပထမဆုံးလူနာတင်တဲ့အခောက်ထင်ပါတယ်အဲ့ဒီလူနာသွားတင်တော့လူနာက6နှစ်သမီးလေးသူ့အမေကကြတော့ခြေပွားမှာအခြေဖမူးမှာတိုင်ရန်ရထားတယ်သူ့သမီးကကြတော့ဖနှောက်မှာဖနှောက်ပွင့်ထွက်တိုင်ရန်ရထားတယ်အဲ့ကျွန်တော်ကကျွန်တော်ပြောတယ်အဲ့ဒါကြီးစံမှန်ထားတာတဲ့ကျွန်တော်လည်းနဲ့အာယုံတော့ထွေပြတယ်ဘယ်ပို့ရမလဲဆိုစစ်စေးုံပို့ရမှာအဲ့တော့နည်းနည်းလိုက်မေးကြည့်လိုက်တဲ့ခါကျတော့ procedure အရာက သူတို့ကကြတော့ခြေတန်းနေပြီးတော့ထွက်ပြေးလာရတယ်။အဲ့ဒီသူတို့နေတဲ့စခန်းလေးမှာ၃ယောက်ပဲအသက်ရှင်တယ်။အဲ့ဒီ၃ယောက်ကအဲ့ကလေးလေးရဲ့သူ့အမေရဲ့နောက်ထပ်တစ်ယောက်ရဲ့။ဟောနော်ကျန်တဲ့လူတွေအကုန်လုံးသူတို့အရှိမပဲ။အဲ့ဒီကလေးလေးရဲ့အဖေကိုပါ၁၂ယောက်တပြိုင်နက်ပြစ်တက်သွားတယ်။နောက်ဖက်အကုန်လုံး surrender ဖြစ်သွားပြီ။ဘာမှလုပ်လို့မရတော့လက်နက်ချသွားတဲ့အချိန်မှာတန်းစီပြီးပြစ်တက်သွားတယ်။ဒါသူတို့၃ယောက်အသက်ရှင်တယ်။အသက်ရှင်တာသူတို့ဖမ်းသွားတယ်။ဖမ်းသွားပြီးတော့စီးတွေပါတော့ထည့်ပေးပါတယ်။ ထက်ပြီးတော့နောက်ဆုံးတော့ဟိုဒီကလေးရဲ့အနာကလည်းနည်းနည်းဆိုးလာဒါပေမဲ့အဲ့ဒါဆက်ပြီးဂယူးမဆိုင်တော့ဂယူးမဆိုင်တော့ကျွန်တော်အဲဘာဖြစ်လဲဆိုတော့သူတို့ထွက်ပြေးတယ်ပေါ့ထွက်ပြေးတဲ့ခါကျတော့အဲတဏျာရောက်သွားရောက်သွားတော့အဲ့နေရာအထိအဲ့ဒီကြာသွားတဲ့အဲတပ်ဖွဲ့ဝင်ရဲ့မိဘတွေကတော့ပြန်ခေါ်တယ်သူချွေမနဲ့ကလေးကိုပြန်ခေါ်လာပြီးတော့ညာတွင်ချင်းရောက်လာတယ်ရောက်လာတော့ကျွန်တော်မနက်မိုးလင်းလိုက်ပို့ခိုင်းတယ်ပို့ခိုင်းတော့ procedure ရရဘာဖြစ်လဲဆိုတော့တခြားနေရာနေပြောင်းလာတာဖြစ်တဲ့အတွက်အာအပြောင်းနေပါတယ်ညာအများကြီး လိုအပ်တယ်ပေါ့နော်တိုင်းကြောင်းတွေပါလေလိုအပ်တယ်ပေါ့အဲ့ဒါမှစီကူတာခွင့်ရမယ်ဘာညာအဲ့လိုမျိုးကြားတာကျွန်တော်လည်းနည်းနည်းစိတ်စနုံစနောက်ဖြစ်သွားတယ်တကယ်အဖေကအသက်ပေးဆက်ခဲ့ပြီးပါပြီတာသမီတွေလည်းဒီထဲမှာတရားရခဲ့စိတ်စနုံစနောက်ဖြစ်သွားတယ်ဒါပေမဲ့မဖြစ်မနေတော့တွားမယ်ဆိုပြီးကျွန်တော်လှုပ်လာအဲ့ဒါတွားလိုက်တွားလိုက်ခုရောက်တော့ကျွန်တော်အကူကြီးတောင်းကြည့်တယ်နော်နှစ်တစ်ထောင်ပေါ့နော်ကတင်းတစ်ထောင်ပေါ့အဲ့အကုန်လုံးလိုက်လုပ်ပြီးရှာတယ်နော်တကယ်လည်းကျေးဇူးတင်အဲ့ဒီဘူကြီးပေါ့နော်အမျိုးသမီးပါပဲသူအများကြီးလိုက်လုပ်ပြီးရှာတယ် ဒါခါတဲ့အဲ့ဒီအကောင်မလေးကလည်းပွင့်လင်းပြောရင်သူ့ရှိမှဖြစ်ပျက်ခဲ့တဲ့ဖြစ်ပျက်တဲ့ကြောင့်သူမဥမလေးကိုဖြစ်နေတာအဲ့ဒါသူ့မေးရတဲ့ခါလည်းတကယ်ခက်ခဲတယ်ပဲတက်ကလည်းဘယ်နေရာမှာနေလဲဘာလဲညာလဲအကုန်လုံးသူ့မှာမဥမလေးတွေဖြစ်အဲ့တော့စိတ်ရှိရှိနဲ့ကိုမေးပြီးတော့သူ့ရဲ့မူရင်းတက်ကိုမိခင်တက်ကိုဆက်သွယ်ဆက်သွယ်ပြီးတော့မှဒီကလေးကဒီမှာတောင်းထမ်းဆောင်တာဟုတ်လားမဟုတ်လားတော့ဒီကောင်မလေးကဒီလိုဟုတ်လားမဟုတ်လားဆိုတဲ့အကြောင်းစနစ်တကျတေချာစစ်ဆေးပြီးတဲ့ခါကျတော့နောက်ဆုံးတော့ဆေးရုံတင်ခွင့်ရဆေးရုံတင်ခွင့်ရပြီဆိုတဲ့က ဘာပြောတာသူ့အတွက်တရားဝင်လေသူအမျိုးသားတိုင်းပြည်အတွက်အသက်ဆုံးခဲ့ရတယ်။နောက်ခုသူ့တမီလေးဒဟန်ရရှိခဲ့တာကိုကုပေးမယ်။နောက်ပိုင်းရမယ့်ဟိုခန်းစားခွင့်တွေလည်းဆက်ပြီးခန်းစားရမယ်လို့ကျွန်တော်ထင်ပါတယ်။အဓိကကတော့အခုလိုမျိုးကုညီပေးခဲ့တဲ့လူတွေကျေးဇူးအထူးတင်ပါတယ်။အဲ့ကလေးတွေကအခုနေပြီးတော့စစ်စေးုံကရင်ထောင်မှာကုနေရပေါ့နော်။တကယ်လည်းသူဂီယူဒီဇိုင်းနဲ့ရှိပါတယ်။တော့အများကြီးလိုက်ပြီးတော့ကုညီလိုက်ပါဆောင်ရွက်ပေးခဲ့တဲ့တာဝန်ရှိတဲ့သူတွေအကုန်လုံးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ တော့ဒီလိုပဲအခြားသူတွေပုံမှန်လဲကုညီပေးပါလို့ကျွန်တော်လည်းပြောချင်ပါတယ်ဒီနေ့အတွက်တည်နေရတော့ဒီလောက်ပါပဲကြည့်ရှုအားပေးတဲ့သူတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ပါတယ်ခင်ဗျာမင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေကျွန်တော်တို့မီဒီယာကိုထောက်ပံ့နေတယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ KB WP ARP CBV ဖုန်းနံပါတ်ဖြစ်တဲ့39480398ကိုဒတိုက်ရိုက်အကောင့်ထဲထည့်ပြီးတော့ထောက်ပံ့နိုင်ပါတယ် KB WP ဖွင့်ပြီးတော့ကျွန်တော်နံပါတ်ရိုက်ထည့်လိုက်မှဆိုကျွန်တော်နံပါတ်ပေါ်လာမှာဖြစ်ပါတယ်ပတ်စဝတ်ခံပြီးလွှဲစရာမလိုပါဘူးခင်ဗျာဆိုတော့ကျွန်တော်တို့မီဒီယာတွေအတွက်ဒါပြည်သူလူထုရဲ့ ထောက်ပံ့မှုကအများကြီးအထောက်အကူဖြစ်ပါတယ်နောက်ပြီးကျွန်တော်လှုပ်ဆောင်နေတဲ့ဒီ brighter လုပ်ငန်းတွေမှာလည်းအများကြီးအထောက်အကူဖြစ်ပါတယ်ဆိုတော့ကျွန်တော်ကိုကုညီထောက်ပံ့ပေးတဲ့သူတယောက်ချင်းစီကိုလည်းအများကြီးကျေးဇူးတင်ပါတယ်ကုညီထောက်ပံ့တာမလုပ်နိုင်ဘူးဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုကြည့်ပြီးတော့ like share subscribe တွေနှိပ်သွားပေးလို့ရပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်မင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေ